ားလုံးပဲမင်္ဂလာပါကိုကြီးပေါ့ official youtube channel ကနေကြိုဆိုလိုက်ပါတယ်ဗျာဒီ channel ကတော့ကျွန်တော်ဒီရပိုင်း၄မှာဒီရပိုင်းဆိုဒီတရက်နေ့ရဲ့အတွင်းမှာကျွန်တော်ပြန်ပြီးတော့ဖွင့်လိုက်တဲ့ channel အသစ်ဖြစ်ပါတယ်အဲရှေ့ကနှစ်ပေါင်းများစွာကျွန်တော်အဖွင့်ခဲ့ပြီးဖြစ်တယ်နောက်ပြီးတော့ server award တွေလည်းရပြီးပြီး follower အဟို subscriber 3000ကျော်ရှိတဲ့ အဲကိုပေါ့ YouTube channel ကတော့ကျွန်တော်နေတိတန်သွားပြီပေါ့ဗျာရန်သူမျိုး၅ပါးရန်ကြောင်းအာကျွန်တော်သူ standard နဲ့မညီတာတွေရောညီတာတွေရော report ထူတာတွေရောဘယ်လိုတွေလဲတော့မသိတော့ဗျာအဲ့ဒါတော့အခုဘယ်လိုမှပြန်ပြီးတော့ကျွန်တော်ပြန်ဆယ်လို့မရတော့ဘူးလားရတာလားအကြောင်းလည်းမပြန်တော့ email တွေတော့ပို့ပြီးတော့သူတို့လောက်ခိုင်းတာတွေတော့ကျွန်တော်ကြွန့်ကျင်တဲ့ကျွန်တော်ဟို ဟိုဟာတွေပေါ့ကျွန်တော်ညီလေးတွေကတော့လုံတော့လုတ်ပေးနေတယ်အဲဒါပေမဲ့အခုချိန်ထိတပတ်လောက်ရှိသွားပြီလေအခုချိန်တပတ်ကျော်လောက်ရှိသွားပြီအခုချိန်ထိဟိုဘာမှအကြောင်းမပြောင်းတော့ဘူးဆိုတော့တချို့ပိသက်တွေကလည်းအာကိုကြီးပေါ့ YouTube channel ပျောက်သွားလို့ပဲလိုက်ရှာမလဲဆိုတာလေးလည်းမေးနေကြစိတ်ထဲလည်းမကောင်းဘူးဟိုဗာလဲဆိုတော့အစ်စ်ကပြန်ဆနေရတာဘဝခဏခဏအစ်စ်ကပြန်ဆနေရတာဗောလေအဲ့တော့အဲ့ဗော ัวတော့စိတ်တက်တော့စိတ်တက်ကြတာတော့မဟုတ်ပါဘူးဒါပေမဲ့တစ်ခါလေကြာလဲစိတ်တက်မကြရင်မယ်လဲအလိုနည်းနည်းတော့စိတ်ညိုင်တာပေါ့ဗျာအဲ့တော့ဘာပဲပြောပြောပါအဲဒီကိစ္စကတော့ YouTube channel ပြတ်သွားတဲ့ကိစ္စကတော့တိတ်ကြီးမားတဲ့ဟိုဆုံးရှုံးမှုမဟုတ်ပေမဲ့ကိုမှတ်တမ်းလေးတွေပေါ့ဗျာကိုသွားခဲ့လာခဲ့လောက်ခဲ့တဲ့ဟာလေးတွေနှစ်နှစ်လဲအများကြီးဒါတွေကိုပါသွားတယ်ဆိုတော့ ကိုမှလည်းဒါတွေက record ရှိတာမဟုတ်တော့ဘူးဆိုတော့နှမျောတော့နှမျောတာပေါ့နော်အဲဒါပေမဲ့လည်းဘဝကဘဝကဟိုကောင်းကြောင်ဘဝကအစ်စ်ပြန်စားတာတခုတခါတခါပြန်စားတာပြန်မဲပြန်ထန်ပြီးတော့ပဲအစ်စ်တွေပြန်ပြန်စားနေရတော့အာကိုကိုကိုတော်မှတခါလေးကိုကိုတော်မှဘယ်လိုခေါ်မလဲဆိုတော့ဟိုဘယ်လိုခေါ်ကိုကိုတော်ဘဝင်မကြဘူးဖြစ်လာတာပေါ့နော် ဒါလည်းခဏတပြုတ်ဖြစ်လာတဲ့စိတ်အခြေအနေလိုပဲပြောရမှာပါပဲ။ဒါပေမဲ့ကျွန်တော်ပြန်ပြန်ပြီးတော့ပြန်ဆအောင်ပါဗျာမတတ်နိုင်တော့ဘောเนาะအဲ့ခါကျတော့အဲကျွန်တော်ရဲ့ YouTube လက်ရှိ YouTube channel ပေါ့เนาะအခု Goi Bao official YouTube channel ကကျွန်တော် channel အသစ်ဖြစ်ပါတယ်။ဒီအသစ် channel ကနေပြီးလို့ရှိရင်အဲကျွန်တော်အစီအစဉ်အသစ်ကလေးတွေအဲဟာတာလေးတွေကတခြားကျွန်တော် ကျွန်တော်ရဲ့ဘေးသက်တွေပေါ့နော်ကျွန်တော်ဘေးသက်တွေကိုထပ်ပြခြင်းတာဒီကောအာကျွန်တော်ဒီ channel အစ်စ်ကနေကျွန်တော်ဆက်သွားပါမယ်အဲ့ဒီအတွက်ကျွန်တော်ရဲ့ channel ကိုဟို subscribe လုပ်ပေးဖို့ like share လုပ်ပေးဖို့လည်းကျွန်တော်မြတ်တာရက်ခံပါတယ်အဲ့တော့ဘာပဲပြောပြောအဲစိတ်တက်ကတော့မကြဘူးအဲကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်ဒီဆောက်မယ် အဲကျွန်တော်အစ်အစ်ပြန်ပြန်ရုံးကန်ရအောင်မယ်ပေါ့ဗျာနော်အဲ့တော့ရတယ်ကျွန်တော်ပြန်သွားမယ်ဒါပေမဲ့ကျွန်တော်တို့တော့ခွန်အားဖြစ်ဖို့တော့ပြည်သက်တွေလိုတယ်လေကျွန်တော်အာနောက်ထပ်ခြေလန်းနေအစအနေပြန်ဆားမယ်ခြေလန်းနေအားရှိဖို့တော့ပြည်သက်ရဲ့ခွန်အားတွေပြည်သက်တွေပြင်မဲ့အားပေးစကားတွေပြည်သက်တွေရဲ့အဲခေါင်းလုံးတစ်ချက်လိုက်တစ်ချက် subscribe တစ်ချက် ဒီဒီအချက်ပေါင်းများစွာကကျွန်တော်တို့ခွန်အားတွေဖြစ်မှာပါအဲ့ဒီအတွက်ကျွန်တော်ရဲ့ဒီ channel အစ်စ်ကလေးကိုလည်း subscribe လုပ်ပေးဖို့ share ပေးဖို့ like လုပ်ပေးဖို့ column လေးတည်ထားဖို့ဒီဟာလေးတော့ကျွန်တော်မြတ်တာရက်ခံပါတယ်အဲပြီးတော့လက်ရှိအခြေအနေမှာသူ့ရဲ့သူ့ရဲ့ standard တွေကိုလည်းကျွန်တော်လေ့လာတာတခါလေးကျတော့စကားပြောရင်းနဲ့ တချို့ကိစ္စတွေကြတော့ဟာသူများတွေတောင်ပြောနေကြတာပဲသူများတွေတောင်ဆိုနေကြတာပဲလို့ကိုယ်စိတ်ထဲကဟိုဖြစ်ပြီးမဲ့အာအများကြီး rule regulation တွေတော့လိုက်နာမှာပေါ့နော်အဲ့တော့အဲကျွန်တော်ရဲ့အဲနောင်လာမဲ့အခုဒီကနေစပြီးတော့ပေါ့နော်ကျွန်တော်အစီအစဉ်လေးတွေကို ကြည့်ရှုနိုင်ဖို့အတွက်မိဘပြည်သူတွေကဒီလိုရှင်ကျွန်တော်ရဲ့ဒီ YouTube channel အစ်တကလေးကိုကြည့်ရှု subscribe လုပ်ပေးဖို့အတွက်ကျွန်တော်မြတ်တာရက်ခံမယ်နော် အရင်တုန်းကဘေးသက်တွေကြိုက်ခဲ့တဲ့အရင်တုန်းကဘေးသက်တွေအပီးခဲ့တဲ့မီတာဆောင်တဲ့အဖွားကြီးပေါ့လေမီတာဆောင်တဲ့အဖွားကြီးရယ်နောက်ပြီးတော့အဲမီတာဆေးရေးမရယ်အဲ့ဒီစီစဉ်လေးတွေလည်းအခုဒီ channel ကနေလာပါမယ်လို့အဲ့ဒါလေးလည်းဘူဇော်ဦးပထမအဆုံးအနေနဲ့သတင်းကောင်းပါပါတယ်နော်အဲ့တော့ကျွန်တော်ကအမှန်တိုင်းပြောရရင်တော့ဒီလို entertainment ပုံပုံစံမျိုးပေါ့ဒီဟာတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အလုတ်ချင်းစိတ်မရှိတာကြာပြီအလုတ်ချင်းစိတ်မရှိဘူးပေါ့နော်အဲ့ဒီလိုမျိုးဒါပေမဲ့လည်းကိုကိုတိုင်းကြပြန်တော့လဲတခါလေးကြတော့လဲအဲ့လိုစိတ်ပြေရပြေချောင်းလေးတွေလည်းလိုအပ်လာတာပေါ့အများရန်ပဲအိုးပေါ့စိတ်ထဲမှာဒီဒီလုတ်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 တွေကြီးပဲဒေါ်လာရေးလုတ်တွေကြီးပဲအဲမနေ့မိုးလေးကနေမိုးချုပ်ထိပ် တွေ့နေကြုံနေကြားနေရတော့လူလဲတစ်ခါလေကြာရင်စိတ်လန်းဆန်းမှုအတွက် entertainment ဆန်ဆန်ဟာသဆန်ဆန်ဟာလေးတွေလဲလိုအပ်တယ်လိုအပ်တော့အဲ့ဒါလေးလဲတောင်းတမိဒါပေမဲ့ကိုကိုရန်ကကြတော့အဲ့ဒီလူမျိုးအလိုဟာသတွေရည်စရာတွေမလုတ်ချင်တော့ဘူးပေါ့နော်လုတ်ချင်တဲ့စိတ်မရှိတော့ဘူးပေါ့လေအဲ့လိုဖြစ်တယ်ဖြစ်သွားပြီလူကြီးကနောက်ထပ်လူတယောက်ပုံစံမျိုးအရင်တော့ကကိုပေါင်းမဟုတ်တဲ့နောက်ထပ်လူတယောက်ပုံစံမျိုးကြီးကိုကိုကိုလဲ မြင်နေရတာပေါ့နော်ငါငါမဟုတ်တဲ့နောက်ထပ်ငါကိုပေါ့မဟုတ်တဲ့နောက်ထပ်ကိုပေါ့တယောက်ဆိုတာကြီးမြင်နေရတော့อืมအလုံးလောက်ရတာတော့နည်းနည်းလေးတော့စိတ်ကဟိုစိတ်နဲ့ကိုယ်နဲ့ကမကပ်ဘူးဖြစ်နေတာကွဲနေတာပေါ့နော်အဲ့တော့အဲ့ဒါကျွန်တော်ရဲ့မူလဘူတာပေါ့ဗျာမူလဘဝတုံးဆောင်ဒါရိုက်တာတကယ်တမ်းကျတော့ကျွန်တော်ကနိုင်ငံရေးသမားလည်းမဟုတ်ဘူးလေအဲနိုင်ငံရေးလောကထဲကလာတာလည်းနိုင်ငံရေးလောကထဲကိုဝင်မဲ့လူလည်းမဟုတ်ဘူး ဒီဖြစ်စဉ်ပေါ့လက်ရှိအာနာသိမှုဖြစ်စဉ်ကိုလက်မခံနိုင်တဲ့အတွက်ပြည်သူနဲ့အတူတူပါဝင်ခဲ့တဲ့အမှုပညာသမားတယောက်အနေနဲ့ပဲရှိတာပေါ့တကယ်တမ်းကျတော့ကျွန်တော်အမှုပညာအလုပ်တွေပဲဒီဇိုင်းမမတ်အဲလုပ်ရင်းနဲ့သွားမယ်ကိစ္စမှာတကယ်တမ်းကျတော့ဒီ၅နှစ်တာကာလအတွင်းမှာကျွန်တော်လုပ်ဖြစ်တာအမှုပညာဆိုတဲ့အလုပ်ဟာအာကျွန်တော်၅နှစ်တာ ကာလအတွင်းမှာ တကယ်ခြုံကြည့်လိုက်မယ်ဆိုကျွန်တော်အမှုအမှုပညာနဲ့ပတ်သက်ပြီးကျွန်တော်လုပ်တဲ့ ရာဂိုင်နှုန်းက20ရာဂိုင်နှုန်းလောက်ပဲရှိပြီ။ကျန်တဲ့80ရာဂိုင်နှုန်းကဒေါ်လာဟင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်ပြီးတော့စစ်ဘေးရှောင်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေပညာရေး၊ကျန်းမာရေးစသဖြင့်ဒီလိုအလုပ်မျိုးတွေပဲလုပ်ဖြစ်တာများတဲ့အချိန်မှာအဲကျွန်တော်ရဲ့မူလအနုပညာသမားဆိုတဲ့အဲမူလဘဝကပျောက်ဆုံးခဲ့တာကြပါပြီ။အဲ့တော့ကျွန်တော်တဖြည်းဖြည်းပြန်ဒီဘဝကိုပြန် ဒီအလုပ်ပဲကျွန်တော်လုပ်ချင်ခဲ့လို့ပဲအမှုပညာအလုပ်ပဲလုပ်ချင်ခဲ့လို့အမှုပညာနဲ့ပတ်သက်တဲ့အဲဘဝင်းကျင်မှာပဲကျင်လည်ခဲ့တာကျွန်တော်အနှစ်20ကျော်အနှစ်အစိတ်ဝင်းကျင်ရှိပြီလေအနှစ်အစိတ်ဆိုတာဟို generation တစ်ခုတစ်ဖြတ်စာရှိတာအဲ့အတွင်းမှာကျင်လည်ခဲ့တယ်ဆိုတော့တစ်လုံးဒီအလုပ်ပဲလုပ်လာတယ်ဒီအလုပ်ပဲလုပ်တတ်တယ်ဒီအလုပ်ပဲကျွမ်းကျင်တယ်တခြားကျွန်တော်မလုပ်တတ်ဘူးလေအဲ့ခါကျတော့ကျွန်တော်အမှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဇာလန်းရေးမလားဇာညွန်းရေးမလားကျွန်တော်သေယုတ်ဆောင်လုပ်မလားကျွန်တော် driver လုပ်မလား တခါလေစာလေးကြပြာလေးရေးမလားတခါတလေသချင်းလေးပါလေးရေးမလားဂီတာလေးတီးမလားချင်းလေးဆိုမလားပကြီးလေးဆွဲမလားစသည်ဖြင့်ပေါ့ဗျာဒီအမှုပညာထဲမှာပတ်သက်တဲ့အလုပ်တွေနဲ့ပဲတသက်အလုံးလုပ်လာခဲ့တဲ့အချိန်မှာဒီအလုပ်တွေနဲ့ကင်းကွာသွားတဲ့အချိန်မှာလဲကုကုကုလည်းပျောက်ဆုံးအမ်ခဲ့တယ်ပေါ့နော်တကယ်တော့ဒီအလုပ်တွေနဲ့ပဲကျွန်တော်လှုပ်ချင်ခဲ့တာအော်ဒီအလုပ်တွေနဲ့ပြန်လည်နှိဆက်ဖို့အတွက်ကျွန်တော်ခဏခဏအာယူရတယ်ခဏခဏအာမွေးအာမွေးရတယ်ပေါ့နော် အဲ့တော့မဖြစ်မနေရက်ဒီနှစ်ကလည်းအခုပါပြောပြော2025 2027ကနေစလာ2025ရက်ကိုတော့တဖြည်းဖြည်းနဲ့ရောက်လာခဲ့ပြီဆိုတော့ဟိုဘယ်လိုခေါ်မလဲဟောပေါ့ကျွန်တော်ရဲ့မူလမူလသရုပ်ဆောင် director ဖာတာရိယိုင်မဲ အဲပြည်သူတွေကိုဟာရယာရှင်ဆွေးကြွေးမယ်ပျော်ပျော်အောင်ထားတယ်ဟိုကိုဗစ်တွေတုံးရလို့ပေါ့နော်ပျော်အောင်ထားတဲ့ဘဝမျိုးလေးတွေလည်းပြည်သူတွေကလိုချင်ကြတာလိုချင်ကြတော့တချို့တွေကလည်းကျွန်တော်ကိုမြောက်ပေးတာလားအချုံနဲ့မတာလားတော့မသိဘူးအာအဲ့လိုတွေမလုပ်ပါနဲ့ဆိုတဲ့လူကလည်းရှိတယ်အာကိုကကိုတော်လိုင်းရေးတဲမှာဘလို့ပုံစံမျိုးနဲ့မြင်နေတယ်ဆိုကျွန်တော်ကအဲ့ဟာကြီးကိုအဲအဲ့ဒီဟာကြီးကိုလိုချင်လို့ဒီထဲကိုရောက်လာခဲ့တာပေါ့လေတော်လိုင်းရေး live ကြီးကို ော်လိုင်းသမားဆိုတာကြီးကိုလိုချင်လို့ရောက်လာခဲ့တာမဟုတ်ဘူးလေကျွန်တော်တို့ကကြတော့ဒီဖြစ်စဉ်ကြီးကိုအနိုင်ကျင့်တဲ့ဖြစ်စဉ်ကြီးကိုမကြိုက်လို့ကျွန်တော်တို့ကအာပြည်သူနဲ့အတူတူယက်တီခဲ့တဲ့အမှုပညာသမားတယောက်အနေနဲ့ပဲရှိတာပေါ့ချိုရီကကြတော့လေဟိုရင်တော့ကိုကြီးပေါ့ဖြော်ပြီးခဲ့တဲ့ကိုဗစ်ကာလာတုန်းကဖြော်ပြီးခဲ့တဲ့ပျော်စရာလေးတွေလည်းကြည်ကျင်တယ်အဲကြောရဲဘော်တွေဆိုလဲရှေ့တန်းရောက်လို့ရှင်ရဲဘော်တွေဆိုလဲအများရန်ပြောပါတယ် အာကျွန်တော်အခုချိန်ဒီရှေ့တန်းမှာဝီပေါ့ရဲ့အဲဒီဟိုကကားလေးတွေဟာသာကားလေးတွေပဲကျွန်တော်တို့ပြန်ပြန်ကြည့်တာဘယ်နေရောတော့ဘယ်ကားလေးပြန်ကြည့်သေးရတယ်အရန်ကြီးရတယ်အာဘယ်ကားဘာညာဟိုဒီလိုမျိုးတွေပြန်ပြောကြတယ်ရဲဘော်တွေလည်းရှေ့တန်းမှာသူတို့ပင်ပန်းနဲ့အလုံးလောက်ရတဲ့အချိန်မှာပြန်လာရင်သူတို့လည်းပျော်စရာလေးတွေနဲ့အဲဒီလိုမျိုးပဲရှာကြံပြီးတော့ကျွန်တော်တို့နေကြရတာပေါ့အဲ့တော့ကဲဟုတ်ပြီအဲ့တော့အာတောင်းဆိုကြတာတွေရောပိသက်တွေကအာကိုပေါ့အရင်လိုပဲ အဲဟာတာလေးတွေရိုက်ပေးပါဦးပြောစရာလေးတွေဖန်တီးပေးပါဦးဆိုတာ ਨੇ ကဲအဲ့ဒါဆိုရင်တော့ကျွန်တော်ကိုရီးယားလည်းကျွန်တော်အစီအစဉ်ရှိတာပါလဲဆိုတော့ဒီကိုကြီးပေါ့ဟိုရောက်ဒီရောက် memory အစီအစဉ်အပိုင်းကိုကျွန်တော်မကြခင်မှာကျွန်တော်လည်းပြောထားတာရှိပါမကြခင်မှာဒီဒီ episode ကိုကျွန်တော်ရက်တော့မယ်ရက်ပြီးနောက်တဲ့တစ်ခုလုံးဝကိုပဲအဲ entertainment အဲအလိုပေါ့လက်ရှိ kick kick နဲ့လည်းညီမယ်ရည်စရာလည်းဖြစ်မဲ့ဟာလေးတွေကျွန်တော်တင်ဆက်မယ် ဆိုတဲ့ဟာမျိုးလေးတွေစဉ်းစားခဲ့တာလည်းရှိပါတယ်။အဲ့တော့ဘာပဲပြောအဲဒီ channel အသစ်နဲ့အတူတူပေါ့လေကျွန်တော်အစီအစဉ်အသစ်ကလေးတွေဘေးသက်နဲ့လည်းဂင်းကွာမပွားအောင်ဒါလေးတွေကျွန်တော်တင်ဆက်ပါမယ်လို့အဲ့တော့ကျွန်တော် အားပေးပါအောင်လို့ဟို subscribe လုပ်ပေးဖို့တယ်မမေ့ပါနဲ့လို့ဒါပေမဲ့ကျွန်တော်လူဆောင်ရင်းနဲ့ကျွန်တော်အစီအစဉ်အသစ်ကလေးတွေကိုတော့ကျွန်တော်ပြင်ဆင်လိုက်အောင်မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ ောကပြာဝရအဘိမတန်ပဲလောကမှာအထာရအေးချမ်းကြပါစေရန်သူမျိုး၅ပါးရန်ကနေအများဆုံးကင်းဝေးကြပါစေဗျာ